အားလုံးပဲမင်္ဂလာပါရှင် Agovers Channel ကနေကြိုဆိုပါရစေ။ကမ္ဘာသတင်းတွေနဲ့အဆက်မပြတ်ချင်းရင်ရုပ်ရှင်ဂီတာ အနည်းပညာရဝင်းမှာဗာရီထူလဲပြောင်းလဲနေလဲတည်ချင်းရင်ထူဆန်းထွေလာဖြစ်ရတွေနဲ့ဗဟုသုတဖြစ်ပွဲအကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့ဆိုရင်အခု Channel ကိုဝင်ရောက်ကြည့်ရှုဖို့ Subscribe လုပ်ထားပေးဖို့တော့လိုပါတယ်နော်။ဒီကနေ့အတွက်ကမ္ဘာတဝန်းမှာအဟောဆုံးဖြစ်နေတဲ့သတင်းကဘာများဖြစ်မလဲ။ မိုးရအကြံဖတ်တမတွေကိုမျိုးဖြုတ်တော့မဲ့ထရန့်အကြောင်းနဲ့စားလိုက်ချင်ပါတယ်။ဒေါ်နယ်ထရန့်ဟာလက်တင်အမေရိကနိုင်ငံတွေ ခေါင်းကျင်းစီမဲ့လှုပ်ဆောင်ချက်တွေကိုပေါ်ပေါ်ထင်ထင်ပဲလုပ်ပြလာပါတယ်။မိုးရအကြံဖတ်တမတွေကိုရှင်းပြမယ်လို့ထရန့်အစိုးရရဲ့တရားဝင်ကြေညာချက်ထွက်လာပြီးတဲ့နောက်မှာအမေရိကန်စစ်တပ်ကမြန်နှုံးမြင့်စူပါဆော်နစ်ဘုံကျဲလေယာဉ်နှစ်စင်းကိုဗင်နီဇွဲလားကန်ယူရန်အထိလွှတ်ခဲ့ပါတယ်။ မရိကန်ဘုံကျဲလေရင်အခြားအုပ်စုတစုဟာလည်းစည်ရင်းလင့်ကျင်နေဆိုပြီးအခုလအစောပိုင်းကအလားတူခရီးစဉ်မျိုးသွားခဲ့ပါဗါရယ်အမေရိကန်ဟာကာရေဘီယံပင်လယ်နဲ့ဗင်နီဇွဲလားကမ်းလွန်ရေပြင်မှာအင်အားအများအပြားကိုတိစောက်ထားတဲ့အတွက်ထရန်ဟာဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုကို ဖြုတ်ချဖို့ကြိုးပမ်းနိုင်နေဆိုတဲ့ထင်ကြေးပေးမှုတွေလည်းပေါ်ပေါက်နေပါဗါရယ် သမရမာဒူရိုဟာအမေရိကန်ပြည်ထောင်စုမှာမူရင်းအကြမ်းဖက်မှုဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရပေမဲ့ဗင်နီဇွဲလာအစိုးရကတော့အဲ့ဒီဆွဆွဲချက်တွေဟာအခြေအမြစ်မရှိဘူးလို့ဆိုပါရယ်စက်တင်ဘာလအစောပိုင်းကနေစပြီးအမေရိကန်တပ်ဖွဲ့ဝင်တွေဟာဗင်နီဇွဲလာကမ်းလွန်ရေပြင်မှာမူရင်းစေဝါမှောင်ခုံကုတယ်လို့တန်တရာရှိတဲ့တင်မော်တွေကိုတရားမဝင်ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်အများအပြားတည်ဆုံခဲ့ပါရယ် And we may go to the Senate, we may go to the you know Congress and uh, tell them about it, but I can't imagine they'd have any problem with it. I think, in fact, while we're here, I think it's a good idea, Pete. You go to Congress, you tell them about it. What are they going to do? Say, gee, we don't want to stop drugs pouring in. အမေရိကန်ကဆင်လွတ်လိုက်တဲ့အထက်မှာရေတပ်သင်္ဘောတွေ F35 တိုက်လေယာဉ်တွေနဲ့နျူကလ িয়ার ရေငုပ်သင်္ဘောအပြင်စစ်သားထောင်ပေါင်းများစွာကို ကာရေဘီယံကိုရွှေ့ပြောင်းထားတာတွေလည်းပါဝင်ပါတယ်။ကာကွယ်ရေးဝန်ကြီး Pete Hassett ကနိုင်ငံသားအကြံဖက်အဖွဲ့အစည်းတွေကိုပေးခြင်းနဲ့မဆိုင်ကတော့အလကိုင်းရာကိုဆက်ဆံခဲ့တယ်လို့ပဲတင်တို့ကိုလည်းဆက်ဆံမယ်ဆိုတာပါပဲ။ ကိုလံဘီယာနိုင်ငံသားရဲ့ဝင်ကြီးဌာနကအခုတိုက်ခိုက်မှုတွေကိုရပ်တန့်မှုထရန့်အစိုးရကို တောင်းဆိုနေပြီးသမရာကူစရာဗိုပီထရိုကဒါဟာလူတက်မှုပဲကရေဘီယံမှာဖြစ်ဖြစ်ပစိဖိတ်မှာပဲဖြစ်ဖြစ်အမေရိကန်အစိုးရရဲ့လုပ်ရဟာနိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတယ်လို့ပြောနေပါတယ်ဗင်နီဇွဲလာဘက်ကတော့အမေရိကန်ဟာသမရမာဒူရိုကိုဖျောက်ချဖို့ကြံစည်နေတယ် ဒါကြောင့်လဲမူရဲ့ဆေးဝါးတိုက်ဖျက်ရေးဆိုပြီးလုံနေတာလို့ပြန်ပြောပါရယ်။တမရမန်ဒူရိုက အမေရိကန်ရဲ့စီးရဲကျူကျော်မှုတွေကိုတံပြန်တုတ်ပြန်မှုအတွက်သူတို့စီမရုရှားနိုင်ငံထုတ်မြေပြင်ကနေဝင်ဟင်ပြေဒုံးကျည်9000ရှိတယ်လို့ပြောပါရယ်။ကာကွယ်ရေးဝန်ကြီးပီထာဆက်ရဲ့အဆိုအရအောက်တိုဘာ24ရက်ကပဲမူရဲ့ဆေးဝါးမှောင်ခိုကူးသူတွေရဲ့တင်မော့ဆိုပြီးအမေရိကန်ကနောက်ထပ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါရယ်။ ကရေဘီယံပင်လယ်မှာပြုလုပ်ခဲ့တာဖြစ်ပြီးမူရင်းအကြမ်းဖက်တမား6ဦးတည်ဆုံးခဲ့တယ်လို့ကြေညာပါဗျ။ဂျရဖော့လေယာဉ်တင်တင်မောတိုက်ခိုက်ရေးအဖွဲ့ကိုအလယ်အမေရိကတောင်အမေရိကနဲ့ကရေဘီယံတို့ပါဝင်တဲ့အမေရိကန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် area ကိုဆစ်လွှတ်မယ်လို့ပင်ဒဂွန်စစ်ဌာနချုပ်ကကြေညာထားပါသေးတယ်။ အော်တိုဘာ24ရက်နေ့ကတိုက်ခိုက်မှုဟာထရန့်အစိုးရလက်ထက်စက်တင်ဘာလအစောပိုင်းကနေစပြီးမူရင်စေဝါမှောင်ခိုကုသရေလိုဆွဆွဲခံရသူတွေအပေါ်ဆောင်ရွက်ခဲ့တဲ့စံချိန်မြောက်တိုက်ခိုက်မှုဖြစ်ပါတယ်။ဒီကိစ္စကိုအမေရိကန်ကွန်ဂရက်အမတ်တွေဖြစ်တဲ့ဒီမိုကရက်နဲ့ရီပပ်ဘလစ်ကန်နှစ်ဖက်စလုံးကတရားဝင်မှုတရားမဝင်မှုနဲ့သူတို့ကိုအမိန်ပေးနိုင်တဲ့သမရရဲ့အခွင့်အာဏာနဲ့ပတ်သက်လို့ဆိုရင်းနေကြပါတယ်။စက်တင်ဘာလ10ရက်မှာဒီမိုကရက်အမေရိကန်အထက်လွှတ်တော်အမတ်25ဦးက သမရအင်ဗျူတော်ကိုစာရေးသားခဲ့ပြီးစာထဲမှာတဲမပေါ်မှာရှိတဲ့လူပုဂ္ဂိုလ်တွေနဲ့ကုန်ပစ္စည်းတွေဟာအမေရိကန်ပြည်ထောင်စုကိုချိန်ချမှုဖြစ်စေတဲ့အထောက်အထားမရှိပါပဲထရန်အစိုးရကတဲမောတစည်းကိုတိုက်ခိုက်ခဲ့တဲ့ဆိုပြီးဆွဆွဲရေးသားဖော်ပြထားပါတယ်ထရန်ကတော့အဲ့ဒီလိုတိုက်ခိုက်မှုတွေပြုလုပ်ဖို့ဥပဒေအရအခွင့်အာဏာရှိတယ်လို့ပြောပြီးငါတို့ဒါကို လုပ်ပိုင်ခွင့်ရှိတယ်ပြီးတော့ကုန်းလန်းကနေရှင်းလင်းမယ်ဆိုရင်တော့ ကွန်ဂရက်စီမှာခွင့်ပြုချက်တောင်းရင်တောင်းမယ်လို့အင်ပြူတော်သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါဗျ။လက်ရှိမှာအမေရိကန်ရဲ့မူရည်တိုက်ဖြတ်ရေးကြောင့်43ဦးသေဆုံးထားပြီးဖြစ်ပါတယ်။တကယ်ကမူရည်စေဝါမှောက်ခိုးမှုကိုတိုက်ဖြတ်ရုံတသက်မဟုတ်ပဲဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုအစိုးရကိုစစ်ရေးဖိအားပေးဖို့ UN ကလည်းပါဝင်နေတယ်လို့ယူဆမှုတွေရှိနေပါဗျ။မာဒူရိုဟာဒေါ်နယ်ထရန့်ရဲ့ရံပတ်ဖြစ်ပြီး မန်ဒူရိုကမူရစ်ဆေးဝါမှောင်ခိုကားရဲ့ခေါင်းဆောင်လို့လဲထရန့်ကဆွဆွဲခဲ့ပူပါရယ်